မင်္ဂလာပါရှင်မောတော့ချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းအစောပိုင်းကာလတွေကရခိုင်ပြည်နယ်မှာနေထိုင်သူတွေဟာစားဝေးနေရေးနဲ့အလုပ်ကိုင်းအခွင့်အလမ်းအပအဝင်လူမှုကိစ္စအဝဝအဆင်ပြေမှုတွေရှိခဲ့ပေမယ့်လက်ရှိချိန်မှာတော့ရခိုင်အကြမ်းဖက်လက်နက်ကိုင်းအဖွဲ့အေအေကရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဖော်ဆောင်လာပြီးနောက်ရခိုင်လူမျိုးတွေဟာအငက်ဘေးပြဿနာအပအဝင် လူမှုကိစ္စအဝါဝကိုခက်ခဲရုံးကန်နေရတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းစိတ်ကြွမှုရစီရောင်းဝယ်မှုတွေကလည်းအရင်ကတည်းပုံမှုမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အေအေအဖွဲ့နဲ့ပတ်သက်တဲ့မှုရစီဝါဖန်စီရမှုအကျိန်းအရှိအတွက်လည်းတိုးလာခဲ့တယ်လို့သိရပါတယ်။ဒီပေကြောင့်ရခိုင်လူမျိုးတွေဆင်းရဲဒုက္ခမျိုးစုံရင်ဆိုင်နေရခြင်းမှာအေအေ UNL အဖွဲ့ဝင်တွေကတော့ ကျယ်ဝချမ်းသာလျက်ရှိနေတယ်လို့သိရပါတယ်။အထူးသဖြင့် AA UNL အဖွဲ့ဝင်တွေဟာမူရစ်စေဝါလုပ်ငန်းတွေလုပ်ကင်ပြီးတော့စက်သိန်းတောင်းချီချမ်းသာနေရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့ထုံမြတ်နိုင်အပါအဝင် AA အဖွဲ့ခေါင်းဆောင်တွေဟာ၎င်းတို့နဲ့ဆက်နွယ်တဲ့မူရစ်စေဝါတွေဖန်စီရမိချိန်တိုင်းဖြောင်းကြကြအင်းစင်တာတွေလည်းရှိနေပါတယ်။ဒေသဖိုင်ထဲမှာတော့ရခိုင်လူမျိုးတအူက AA အဖွဲ့ရဲ့မူရစ်စေဝါလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးပြောဆိုထားတယ်လဲဆိုတာကိုဖော်ပြပေးသားမှာဖြစ်ပါတယ်။ဒီ season လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။အကိုရေမင်္ဂလာပါရှင်။မိုးတောက် channel ကနေပြီးတော့ကြိုဆိုပါတယ်။ဟုတ်ကဲ့ပါအကိုအကိုကရခိုင်လိုမျိုးတအုပ်ဆိုတော့အေးအဖွဲ့နဲ့ပတ်သက်တဲ့ငွေရေးစေဝါလုပ်ငန်းတွေကိုအကိုကြားသိတက်လောက်လေးပြောပြပါအောင်နော်။အကို ပထမဆုံးမြင်ကျင်တာကတော့ ဒီအေအဖွဲနဲ့ဆက်နွယ်တဲ့မွေးရစေဝါးတွေကိုဖန်းစီရမိချိန်တိုင်းမှာပေါ့နော်ခေါင်းဆောင်ဖြစ်သူထုံးမြတ်နိုင်အပါအဝင်အေအအဖွဲတာဝန်ရှိသူတွေကငင်းဆန်ပဲချတာတွေရှိခဲ့တယ်ဒီမွေးရစေဝါးနဲ့ပတ်သက်ပြီးတော့အေအအဖွဲခေါင်းဆောင်တွေဟာလိန်လယ်နေရလို့ရခိုင်လူမျိုးတုံးနေနဲ့ထင်မြင်မိပါသလားရှင်လိန်လယ်နေရလို့တော့တယ်လို့တော့မဟုတ်ဘူးဒါတော့ထင်ကိုထင်ရမှာပဲလေထင်ရမှာပဲလေဆိုတော့ရကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြပြမယ်သူတို့ကတော့ဒါကျွန်တော်တို့ ရခိုင်ပြည်သူလူစုပေါ်မှာရောရခိုင်ပြည်နယ်ပေါ်မှာသူတို့ကတော့ဒါလိန်လဲလှဲပြတ်မှာပဲဘာကြောင့်မလို့လဲဆိုတော့သူတို့အနေနဲ့ကတော့ဒီရခိုင်ပြည်နယ်အုပ်စုဖို့လိုတယ်လေအဲကြောင့်မူရေးဆေးဝါးတွေသူတနည်းတော့တနည်းတော့သူတင်သွင်းမှာပဲတင်သွင်းပြီးတော့မှဒီရခိုင်ပြည်သူလူစုတွေကိုမှသူဖြန့်ဖြူးရောင်းချခွင့်တော့လောက်ပါပဲလေဒါကတော့ရှင်းရှင်းလေးနောက်ပြီးတော့2025ခုနှစ်အတွင်းမှာ အေအေအဖွဲ့နဲ့ဆက်နွယ်တဲ့မူရေးဆေးဝါးဖန်ဆေးရမှုကအနည်းဆုံး6တင်ရှိခဲ့တယ်ပေါ့နော် အဲ့ဒီဖန်စီရမီရဲ့မွေးရည်ဆေးဝါးပမာဏကလည်းကျပ်ဘီလီယံရာထောင်ကြီးရှိနေတယ်။တန်ဖိုးအဖြစ်လည်းများပါတယ်။ဒါကြောင့်အေးအဖွဲက ကိုပိုင်မွေးရည်ဆေးထုတ်လုပ်တဲ့စက်ရုံကိုပိုင်ရှိရလို့ရခိုင်လူမျိုးတဦးအနေနဲ့အခုအနေနဲ့ဘယ်လိုထင်လဲရှင်။အဲ့ဒါတော့လောလောဆယ်မှာတော့ကျွန်တော်ဘယ်လိုပြောမလဲလောလောဆယ်မှာတော့ဟိုကိုပိုင်စက်ရုံထူထောင်နိုင်လားမထူထောင်နိုင်လားလောလောဆယ်မသိသေးဘူးပေါ့နော်။ဒါပေမဲ့ဟိုကိုပိုင်စက်ရုံထူထောင်နိုင်မယ်လို့တော့ ထင်းတယ်ဖြစ်လာဖြစ်လဲဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လဲဖြစ်လာနိုင်တယ်ဘာကြောင့်မို့လဲဆိုတော့သူကဒီရခိုင်ပြည်နယ်ကိုသူကနိုင်ငံထူထောင်ခဲ့မယ်ဆိုရင်တော့ဒါဟိုကျွန်တော်တို့ဘယ်မလဲဗျာအစိုးရကလည်းဟိုသူတို့ကိုလုံးဝမသိမ်းရှုံနိုင်ခဲ့မှုဆိုရင်တော့ဒီမူရဲစေဝါစစ်အောင်ဒီကိုပိုင်စစ်အောင်ဒီတော့ထူထောင်နိုင်မယ်လို့တော့ထင်တယ်ဖြစ်ကိုဖြစ်လာလိမ့်မယ်အဲ့အဲ့ဒီအကုန်လုံးကကိုပိုင်စစ်အောင်ရှိတယ်လို့တော့လုံးလောက်ကတော့ကျွန်တော်လည်းမသိရသေးပါတော့ညာမေးရတူကဘလို့ပြောဖို့လဲဆိုလို့ရှိရင်လုံးပို့လို့တော့ ရှိတယ်ပေါ့နော်အရှင်အတူအတွင်းတော့မှာဒီကောင်တွေလှုပ်ဖို့လို့ရှိရပါနော်ရိုင်းမျိုးတော့ကျွန်တော်လည်းဟိုတီးကောင်တီးလောက်တယ်ပေါ့နော်ထင်နဲ့ထင်ပြီးတယ်ပေါ့နော်ရိုင်းမျိုးတော့လေဟုတ်ကဲ့ပါကိုထပ်ပြီးတော့မေးချင်တာကပေါ့နော်ဒီအေအဖွဲ့ရဲ့လက်နဲ့ကင်ပုံကံမှုကြောင့်ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်သူတွေဟာဖက်ပေါင်းစွာနေပြီးတော့ဆင်းရဲဒုက္ခရောက်နေရတယ်။ဒါပေမဲ့အေအဖွဲ့ကတော့ဒီမွေးရစေဝါနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေကြောင့်ချမ်းသာနေလို့တည်င်းတွေလည်းထွက်နေရပေါ့နော်။အဲ့ဒီအပေါ်မှာရောအကိုအနေနဲ့ဗာပြောချင်တယ်လေရှင်။ အာရတော့ရတော့ထင်တယ်မဟုတ်ပုဂ္ဂိုလ်ဟုတ်နေတာဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကနောက်ပဲမှာဟုတ်လားနိုင်ငံရေးကိုအကြောင်းပြအကြောင်းရေးကိုအကြောင်းပြဟုတ်လားကိုလူမျိုးကိုရှိတယ်ကိုပြည်နယ်ကိုရှိတယ်ဆိုပြီးတော့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ရခိုင်ပြည်သူလူထုတွေကိုဟုတ်လားโอ้ยုံต้วင်းပြီးတော့มาနောက်ကမှာကျွန်တော်တို့ဒီမူရဲစေဘွားစီဘွားရဲ့လက်မဲ့ကြီးရဲ့လောက်ကင်နေတယ်ဆိုတော့ဒါကျွန်တော်တင်မဟုတ်ပါเนาะရဲ့ရခိုင်ပြည်နယ်တပြေလုံးကအကုန်တည်ရပါเนาะရရမျိုးတော့ရှိတယ်ပါဟုတ်ကဲ့ပါရှင်အခုဆိုရင်ပေါ့เนาะ ဒီအေအဖွဲ့ရမြန်မာရဲ့မလေးရှားရဲ့ဘင်္ဂလားဒေ့ရှ်အပါအဝင်အနည်းဆုံးနိုင်ငံ6နိုင်ငံ8နိုင်ငံလောက်ကိုဒီမွေးရေးစေဝါတင်ပို့နေရလို့သတင်းတွေလည်းထွက်နေပါဗျ။အဲအဲ့ဒီပုံမှာရောရခိုင်လူမျိုးတုံးအနေနဲ့ဘာများပြောကြင်တယ်လေရှင်။ဗန်ပြောဖို့ဆိုလို့ရှင်ရောကျွန်တော်ကျွန်တော်ရခိုင်လူမျိုးတွေကရတူရတူထွမျက်နိုင်ပါနော်ရတူထွမျက်နိုင်ကျွန်တော်တို့ရခိုင်လူမျိုးကိုဟိုနီးမှုစုံနဲ့အသုံးချနေရရတူကျွန်တော်တို့ရခိုင်လူမျိုးတွေကဖြန့်ဖြူးရောင်းရှားကိုလုတ်ကိုလုတ်ပေးရဖို့မလုတ်ပေးလို့မရ ။ရဘာဖြစ်လို့ဆိုလဲရှိရင်ကျွန်တော်တို့တခိုင်လူမျိုးတွေပုံမှာ तू ကနေအယုံသွင်းပြီးတော့မှဟုတ်လားဝေရော့မက်မက်ကတာရောင်းပေးတာဒီလိုလုပ်ပေးဟုတ်လားအဓိကတော့ကျွန်တော်တို့ဒီတခိုင်လူမျိုးတွေကအထွန်းမြတ်နိုင်ကိုလုံးဝပုံပြီးတော့ယုံသွားတယ်မလုံးလို့လည်းမရမလုံးလို့မရဆိုတော့ကျွန်တော်တို့တခိုင်လူမျိုးတွေတခိုင်ပြည်ငယ်သားတွေပြည်သူပြည်သားတွေကအကုန်လုံးထွန်းမြတ်နိုင်ရဲ့နေရာသားကိုကြောက်နေရတဲ့ဖြစ်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒီထွန်းမြတ်နိုင်ဘာခိုင်းခိုင်း ဒါပဲခိုင်ခိုင်အကုန်လုတ်ပေးရဖို့အဲ့လိုသဘောရှိတယ်လုတ်ကိုလည်းလုတ်ပေးရဖို့ပေါ့နော်ရောဒီမူရစွာကိုဖြန့်ဖြူးဆိုလည်းဖြန့်ဖြူးရမှာပဲရောင်းမေးဆိုလို့ရောင်းပေးရမှာပဲနော်ခုနှစ်နိုင်ငံမို့နောက်ထပ်ဒီဇိုင်းစပီသွားမယ်ဆိုရင်နောက်ထပ်နိုင်ငံပေါင်းမြောင်မြောက်စွာပါသူဖြန့်ဖြူးလာဖို့အနေသာရှိလောက်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါအကိုရခိုင်ပြည်နယ်ကမြို့နယ်တချို့အေအဖွဲ့ကယာယီထင်းချုပ်ခွင့်ရပြီးတဲ့နောက်ပိုင်းမှာလဲဒီရခိုင်ပြည်နယ်အတွင်းမှာပေါ့နော်ငွေရေးစေဝါလုပ်ငန်းလောက်ကင်မှုတွေပုံမှန်များလာပြီးတော့ ွန်ရဆိုင်တွေမှာတော့ဝယ်လို့ရတယ်လို့ပြောနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရောရခိုင်လူမျိုးအနေနဲ့အကိုဗာများထပ်ပြောချင်ပါတယ်ရှင်။ရအနဲ့ပတ်သက်ပြီးပြောချင်လဲဆိုကျွန်တော်ကကျွန်တော်တို့တွေအရင်တော့ဟုတ်လားရခိုင်ပြည်နယ်ငြိမ်းချမ်းတုန်းကဖွံ့ဖြိုးတိုးတဲ့တုန်းကဆိုလို့ကျွန်တော်တို့ဒီဥပဒေစိုးမိုးတဲ့ခေတ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့မူရေးစေဝါတွေကိုအကြောင်းမျိုးမျိုးနဲ့ကျွန်တော်ဖန်စီနိုင်ခဲ့တယ်၊ကြိုတင်ကာကွယ်နိုင်ခဲ့တယ်ဟုတ်လားခိုးဆိုးလူနဲ့ဆက်ဆက်ရပါတော့အကုန်လုံးကိုကျွန်တော်တို့ဟိုထိန်းချုပ်နိုင်ခဲ့တယ်ပေါ့နော် ရပြီလို့ကျွန်တော်ဒီခိုင်အေထွန်းမြင့်နိုင်သူပေါ်လာပြီးတဲ့နောက်ပိုင်းမှာဒီမွေးစုပါဆိုတာတော်တော်လေးကိုဟောဖြန့်ဖြူလာတယ်ပေါ်မြတ်လာတယ်ဝမ်းဆိုင်တွေမှာလည်းဖြစ်လာတယ်နောက်တော့ပြီးလို့ရှိရင်သူကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီပြည်ပြည်သားဟိုအရင်နေရှိတယ်ဗျာပြည်သားဟိုအတန်းနေပါလေရှိတယ်ရစ်လိုမျိုးအကောင်တွေကိုတောင်မှသူတို့ကလက်နဲ့ပါလေပေးကင်ပြီးတော့မှဟောလာမွေးစုပါကိုရောင်းချဖြန့်ဖြူပေါ်တင်လောက်ကင်နေတဲ့အနေအထားရရမျိုးတွေတွေ့လာရပေါ့နော်ကျွန်တော်တို့ဒီ2000နဲ့ဟို78 ဟိုနောက်နဲ့ဆက်ရှိဆက်ကို20နောက်ပိုင်းမှာရာမျိုးတွေတွေ့လာပါเนาะဒါကတော့ထုံးမြင့်နိုင်တဲ့ပေါ်လာပြီးတော့နောက်ပိုင်းမှာတားကြီးဝတီမူရေးဆိုးပါတယ်ဒါဖြစ်လာတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဟုတ်လားဟိုဥပဒေတွေဟိုစိုးမိုးတဲ့ခေတ်တုန်းကရခိုင်ပြည်နယ်ရင်းချမ်းတုန်းကဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့အစိုးရတွေကလည်းဟုတ်လားဟိုဥပဒေပြတ်တော်တာတွေကဒီကျွန်တော်တို့ခိုးဆိုးလူနဲ့ရစရစရဘာပြပြင်းမှာဖြစ်ပေါ်နေတဲ့ဒီအဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့က ထိန်းနိုင်တယ်ဟိုကြိုးတင်ကာကွယ်နိုင်တယ်အဲ့လိုစီလဲကျွန်တော်မှုခွင့်နေမှဖြစ်ဘောနော်ဒီရခိုင်အေးထွန်းမြတ်နယ်ပေါ်လာပြီးနောက်ပိုင်းမှာခိုးမှုတွေဖြစ်လာတယ်ပြီးလို့ရှိရင်ဟိုလာမူရစေဝါကိုရောင်းချမှုတွေပေါ်တင်ရောင်းချမှုတွေဖြစ်လာတယ်ဟိုလာလူတက်မှုတွေဖြစ်လာတယ်တခိုးကြဘိုးတွေများလာတယ်ပြီးတော့ရခိုင်ပြည်သူလူထုတွေဒုက္ခကြောက်တာတွေများလာတယ်အကြောင်းမျိုးမျိုးနဲ့ပြပောက်ကိုသွားရှင်ပေးမယ်လဲဟိုငွေမရှိလို့ဟိုလာအဲ့မှာသူတို့ရဲ့ဒီရသားကိုကြောက်ပြီးတော့မှနေရလို့အဖြစ်မျိုးတွေဖြစ်လာတယ်ပေါ့နော်အကြောင်းမျိုးပေါ့ မူရဲစေဝါတော့ကွမ်းရဆိုင်နေမဟုတ်ဘူးဘယ်လိုမှမလဲစိုက်ကသမားလေးရောင်းတယ်တခိုးလေးရောင်းတယ်ကြိုးလေးရောင်းတယ်မဟုတ်ပါဘူးထွက်မြေနိုင်ပေါ်လာပြီးတော့နောက်ပိုင်းမှာတော့ဟုတ်ကဲ့ပါကိုနောက်ပြီးတော့ဒီဘူတိတော်အောင်တော်ဘက်မှာဆိုရင်လေ AAUN လေးအဖွဲ့ရဲ့ဒုဗိုလ်အစဉ်ရှိသူတွေနိုင်ငံရေးမှူးတွေဟာဒီမူရဲစေဝါလုပ်ငန်းတွေကြောင့်စက်သိမ်းပေါင်းတောင်းချီချမ်းသာနေရလို့လေသတင်းတွေထွက်နေပေါ့နော်ဒီဒုဗိုလ်အစဉ်လောက်တောင်စက်သိမ်းတောင်းချီချမ်းသာနေရဆိုရင် ထုံမြင့်နိုင်အပါဝင်အေအေရွှန်လီအဖွဲ့ခေါင်းဆောင်တွေကဘီလီယံချီကျွဲဝချမ်းသာနိုင်တယ်လို့လဲအခုအနေနဲ့ယူဆမိတာရှင်ယူဆမိဆိုတော့ရတူကရတူကတနည်းမုံတနည်းသူ့မှာဒါဆိုဂျိုးသားဂျိုးသားပြီးတော့တမအစိုးကြနေရတဲ့သူကိုစမ်းသာမှုကျွဲဝမှုတွေမဟုတ်တယ်သူကဟုတ်လားဟိုလက်နဲ့မှောင်ခိုးလဲရှိရင်ရှိမယ်မူရဲသေးဝမှောင်ခိုးလဲရှိရင်ရှိမယ်နောက်တော့ဟုတ်လားပြည်တစားလို့ပြည်သူတွေဘာညာဒါမျိုးလုတ်ဆိုင်လဲသူရှိရင်ရှိကောင်းရှိလိမ့်မယ်အကြောင်းမျိုးနဲ့သူ့မှာပတ်သက်စမ်းသာတယ်ဆိုတော့ကျွန်တော်တို့ကဒါလက်ခံနိုင်စရာအကြောင်းဟိုရှိတယ်ပေါ့နော်တကယ်ရှိလဲရှိတယ် ဒါသူတို့သူတို့အနေနဲ့နောက်ဆုံးမှာပြောအဲ့လိုတိုင်းမှုအစင်းနဲ့ဘုံမှုအစင်းနဲ့မပြောနဲ့အေးရဲ့ဘုံမှုအစင်းနဲ့မပြောနဲ့နော်အေးအေးရဲဘော်တယောက်အနေထားတဲ့တောင်မှဒီမူရဲစေဝါရဲ့နောက်ွယ်မှာဟုတ်လားရောင်းချမှုရဲ့နောက်ွယ်မှာတယောက်ကိုဟုတ်လားဟိုဆက်ထောင်ပဲတောင်းနဲ့ရှိပြီးတော့ဆန်းတာနေတဲ့အနေစားရရှိတယ်ပေါ့နော်နောက်ဆိုဒီသက်မကပို့ပြီးတော့ရှိလာဖို့မြောရတယ်ပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးဟိုထင်မြင်ယူဆမှုတယ်ပေါ့နော်အဲ့ဒါဆိုရင်ပေါ့နော်ဒီ AUNL အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ရဘီလီယံစီကျွေးဝအချမ်းတနိုင်တယ်လို့ ရခိုင်လူမျိုးတအုပ်အနေနဲ့ထင်သလားရှင်အခုလက်ရှိအနေအထားရတာကျွန်တော်ထင်တယ်နော်တကယ်အဲ့လိုမျိုးပတ်စံနေပါရှန်တာနေဘီလီယံနဲ့ရှိပြီးရှန်တာနေဆိုတော့ဒါသူ့ရဲ့နောက်ကမှာစီးပွားရေးဟလာမူရေးစိုးရွားဖြင့်ဖြစ်နေမယ်ဟုတ်လားလက်နက်မှန်ကိုလည်းရှိရင်ဖြစ်ကောင်းနိုင်မယ်ဟုတ်လားဟိုတော်လိုင်းရဲ့အကြောင်းပြပြီးနောက်ကနောက်ကကစီးပွားရေးလက်မဲ့ကြီးကြောင်းမလို့သူပတ်စံနေဘီလီယံနဲ့ဟိုရှိပြီးတော့ရှန်တာတယ်လို့တော့ကျွန်တော်အနေနဲ့ဆိုတော့ဟိုထင်တယ်ပေါ့နော်အဲ့တော့ထင်တယ်ပေါ့အခုနောက်ဆုံးမြင်ကျင်တာတော့လေဒီရခိုင်ပြည်နယ်မှာတိုက်ပွဲတွေမဖြစ်ခင်အခြေအနေရပေါ့နော် ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုအနေဆုံးပြည်နယ်တွေမှာပါဝင်ခဲ့ပါတယ်။ဒီလိုမျိုးရှိနေချိန်မှာဒီ AAUNL အဖွဲ့ကရခိုင်ပြည်နယ်အတွင်းတိုက်ခွက်တွေပေါ်လာတာပြီးတော့မွေးရည်စေဝါလုပ်ငန်းတွေပုံမိုလောက်ကင်လာတာရယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရဲ့အနာဂတ်ကအခုအနေနဲ့ဘယ်လိုရှိလာနိုင်မယ်လို့ထင်ပါတယ်ရှင်။တို့တို့ရခိုင်ပြည်နယ်အနာဂတ်ကတော့လူပြောပြမလဲ။ရတူထွက်မြက်နိုင်ရခိုင်ပြည်နယ်မှာရှိနေတူရယ်ကျွန်တော်တို့ရခိုင်ပြည်နယ်ကအနာဂတ်ကိုပြစ်ဖို့ပြည့်စုံမှာ။ အနာဂတ်လည်းအကုန်ပျောက်ကွယ်သွားလိမ့်မယ်ကျွန်တော်တို့ရခိုင်ပြည်နယ်ဒီထဲမှာကဆုံဆုံဆုံမှုတွေများလာလိမ့်မယ်အဓိကကတော့ရခိုင်သွန်းမြေနိုင်တော်လိုင်းရေးစလုပ်ကြတဲ့ကျွန်တော်တို့ရခိုင်ပြည်နယ်အနာဂတ်ပျက်စီးပျက်စီးသွားပြီလေပျက်စီးလာပြီလေဗျာဟုတ်တယ်မလားဒီထဲမှာလည်းတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ပို့ပြီးတော့ဆုံဆုံမှုတွေများလာဖို့ပဲရှိတယ်ရခိုင်ပြည်နယ်ပို့ပြီးတော့ဟုတ်လားဟိုဆုံဆုံမှုတွေများမယ်အခုရခိုင်တူတူလူစုတွေလည်းဆုံဆုံမှုတွေများမယ်ဟုတ်လားဒုက္ခဒုက္ခရောက်ရမယ်နောက်ဆုံးမှာကျွန်တော်ဖြစ်လာမလဲဆိုတော့ရခိုင်ပြည်နယ်ကိုသွန်းမြေနိုင်အုပ်ချုပ်လို့ရှိရင်ကျွန်တော်ရခိုင်လူမျိုးတော် တောက်တော့လိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်တောက်ကိုပျောက်တော့လိမ့်မယ်နော်ဘာသာလည်းမရှိတာလည်းမရှိနောက်ဆုံးမှာကျွန်တော်တို့အကျံဖက်ဝါရအနေအကျံဖက်ပြင်းနေဖြစ်သွားပြီးတော့ဟုတ်လားနောက်ဆုံးမှာတာလီစွာအနေပြာလီစွာပဲကြံတော့နော်ပြာတော့ကြံမှာမဟုတ်တော့နောက်ဆုံးမှာအဲ့လောက်ကြီးကိုဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါကိုအခုလို့မူတောက် channel ကဆက်သွယ်မေးမြန်းမှုကိုဖြေသားပေးရတဲ့အတွက်မူတောက် channel ကနေပြီးတော့အခုကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင် Thank you.